BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေခင်ဗျာဒီဇင်ဘာလ10ရက် တင်းနှင်လာညာချင်းတွဲ BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝေဖြိုးပါဒီညနားဆင်ရမှာတွေလဲ The Thai military reports multiple rockets being fired. ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံများတိုက်ပွဲတွေပြန်ဖြစ်လာတဲ့အတွက်လူတွေသိမ်းနဲ့ချီနေရွှေ့ဖို့နှစ်ဖက်အစိုးရထုတ်ပြန်နေပါတယ်။တခါပြည်တွင်းကအခြေအနေကိုကြည့်ရင်တော့ ကျေးရွာအုပ်စုပေါင်းက13000ကျော်ရှိရပါတော့ဆိုတော့ဒီထဲမှာကျေးရွာအုပ်စု3000ဒီမှာမှရွေးကောက်ပဲမလုပ်နိုင်ဘူးဆိုတော့ဒါကကိုစားပြုမှုအားနေတဲ့လွှတ်တော်နဲ့ကိုစားပြုမှုအားနေတဲ့နိုင်ငံရေးစနစ်ကိုပဲဖန်တီးလိုက်မယ်လာမယ့်ရွေးကောက်ပွဲကျင်းပနိုင်မယ့်နယ်မြေဒေသတွေဘလောက်အကန့်အသတ်ရှိနေလဲဆိုတာတွေလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားတိုက်ပွဲတွေပြန်ဖြစ်လာပါတယ် ိန်းနဲ့ချီတဲ့လူတွေဘေးလွတ်ရာထွက်သွားကြဖို့နှစ်နိုင်ငံစလုံးကကိုစီအမိန့်တွေထုတ်ထားကြပါတယ်။အရှိတောင်အရှဆိုင်ရာ BBC သတင်းတောက် Jonathan Head ကအဲ့ဒီကအခြေအနေတွေအကြောင်းအခုလိုသတင်းပေးပို့ပါတယ်။ The Thai military reports multiple rockets being fired from the Cambodian side this morning a weapon which is not ကမ္ဘောဒီးယားဘက်ကနေဒီမနေ့ပိုင်းဒုံးကျည်တွေနဲ့ပစ်ခတ်လာခဲ့တယ်လို့ထိုင်းစစ်တပ်ကထုတ်ပြန်ပါတယ်။ထိုင်းဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့ပြီးအပြန်အလှန်တိုက်ခိုက်မှုတွေအတွင်းထိုင်းစစ်သားတယောက်သေဆုံးခဲ့တဲ့နောက်ကမ္ဘောဒီးယားနိုင်ငံကပြစ်မှတ်တွေကိုထိုင်းကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်တဲ့အကြောင်း Jonathan Head ပြောသွားတာပါ။ထိုင်းရဲ့တိုက်ခိုက်မှုကြောင့်ကမ္ဘောဒီးယားအရပ်သား၄ယောက်သေဆုံးခဲ့ရတယ်လို့ကမ္ဘောဒီးယားနိုင်ငံဘက်ကလည်း AFP သတင်းဌာနကိုပြောပါတယ်။ ဒါဟာအမေရိကန်သမ္မတထရမ့်ရဲ့ဖိအားကြောင့်ထိုင်းနဲ့ကမ္ဘောဒီးယားကြားဇူလိုင်လတုန်းကအပြည့်အဝသဘောတူမှုရယူပြီးနောက်ပိုင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြန်လည်ပေါ်ပေါက်လာတာဖြစ်ပါလေ။အမျိုးသားညီညွတ်ရေးဆိုရ NUG အဖွဲ့ကပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ပြည်တော်သူ့ထွတ်တော်ကိုစားပြုကော်မတီ CRPH ကဒီကနေ့မှကြေညာပါလေ။ NUG ကလည်းနှုတ်ထွက်သွားပြီဖြစ်တဲ့ဒေါက်တာဆဆာဦးဆောင်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တခါစီဝါကူပန်းဝင်းကြီးဌာနဆက်သွယ်ရေးဝင်းကြီးဌာနနဲ့အမျိုးသမီးလူငယ်နဲ့ကလေးငယ်ဆိုင်ရာဝင်းကြီးဌာနစုစုပေါင်းဌာန၄ခုမပါဝင်လာတော့ပါဘူးပညာရေးဝင်းကြီးဌာနနဲ့ကျန်းမာရေးဝင်းကြီးဌာနတို့ကိုတာဝန်ယူခဲ့တဲ့ဝင်းကြီးဒေါက်တာဇော်ဘီဆိုးကပြည်တော်သူဝင်းကြီးချုပ်ရုံရဲ့ဝင်းကြီးဖြစ်လာပါတယ်ယာယီသမရနဲ့ဝင်းကြီးချုပ်နေရာတွေမှာလူအပြောင်းလဲမရှိသလိုကာကွယ်ရေးဝင်းကြီးဥယျာဉ်မွန်နိုင်ငံခြားရေးဝင်းကြီးဒေါ်စင်မောင်တို့အပေါင်းဝင်ဝင်းကြီးရာသူနေရာအများစုမှာလည်းအပြောင်းလဲတွေတိတ်မတွေ့ရပါဘူး ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခင်ကျေးရွာအုပ်စုမလောင်ကျေးရွာမှာမင်းညပိုင်းတို့ကစစ်တပ်ရဲ့ဒရုန်းကနေကျဲချတဲ့ဘုံကြောက်ပောက်ခွဲခဲ့လို့မိသားစုတစုလုံးမှာလူ၃ယောက်သေဆုံးသွားပြီးလာပါကလေးငယ်တယောက်သာအသက်ရှင်ကျန်ရစ်ခဲ့ရတယ်လို့ဖားကတ်ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်မင်းညပိုင်းတို့ကစစ်တပ်ကမလောင်ကျေးရွာဘက်ကိုဒရုန်းနဲ့ဘုံကျဲတာတွေလက်နက်ကြီးနဲ့ပစ်တာတွေပြုတ်လုပ်ချိန်သေဆုံးသူတွေရဲ့အိမ်ပေါ်ဘုံတဲ့တဲ့ကြောက်ပောက်ခွဲခဲ့တာလို့ဆိုပါတယ် ပြီးခဲ့တဲ့သတင်းပတ်အတွင်းဖောက်ကတ်မြို့နယ်မှာစစ်တပ်နဲ့ကချင်တပ်ရဲတပ် KIA ပူးပေါင်းတပ်တွေကြားနှစ်ဖက်တိုက်ပွဲတွေမရှိပေမဲ့နေ့စဉ်ရက်ဆက်ဆိုသလိုကြေးရွာတွေဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တာတွေဒရုန်းနဲ့ဘုံကျဲတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောကြပါတယ် ယူကရိန်းသမ္မတဗလိုဒီမီယာဇယ်လန်စကီဟာအဓိကဥရောပမိတ်ဖက်နိုင်ငံတွေနဲ့လန်ဒန်မြို့တော်မှာဒီကနေ့တွေ့ဆုံသွားဖို့ရှိနေပါတယ်။ရုရှားနဲ့စစ်ပွဲကိုဘယ်လိုအဆုံးသတ်မလဲဆိုတဲ့အပေါ်ဆွေးနွေးကြမှာဖြစ်ပါတယ်။အင်ရှင်ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမအပြင်ဂျာမနီနိုင်ငံဝန်ကြီးချုပ်ဖီဒရစ်မတ်စ်နဲ့ပြင်သစ်သမ္မတအီမနွယ်မက်ခွန်တို့လည်းဒီလန်ဒန်တွေ့ဆုံပွဲမှာရှိနေမှာဖြစ်ပါတယ်။ BBC သတင်းတောက်ဂျိုးကန်တာကအခုလိုဆိုပါတယ်။ A key meeting for President Zelensky today. He will be looking to shore up support for Ukraine. သူရဲ့အဓိကမိဖက်နိုင်ငံတွေက Ukraine ပေါ်ထောက်ခံအားပေးကြတယ်ဆက်လက်ပြုလုပ်ပေးနေဖို့ကိုသမ္မတ Zelensky အဓိကတိုက်တွန်းသွားမှာဖြစ်ပါတယ်။စစ်ကလည်းဆက်ပြီးဖြစ်နေတဲ့အတွက်အထောက်ပံ့တွေလုံခြုံရေးဆိုင်ရာအာမခံချက်တွေရရှိဖို့လိုအပ်နေပါတယ်။တစ်ဖက်မှာလည်းစစ်ပွဲအဆုံးသတ်ရေးဆိုပြီးအမေရိကန်ကဒီသတင်းပတ်တွေမှာကြောင်းဝင်လှုပ်ဆောင်နေခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ဥရောပမိဖက်တွေရဲ့အခန်းကဏ္ဍပိတ်မရှိတာပဲ။ ဘေးထုတ်ခံထားရသလိုမျိုးဖြစ်နေခဲ့ပါတယ်လို့ပြောသွားတာပါစီးရီးယားနိုင်ငံမှာတော့သမရဘရှာအယ်အဆတ်ကိုဖျောက်ချနိုင်ခဲ့တာတနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ပွဲလန်းတွေစတင်ပြုလုပ်နေပါတယ်။ဒမတ်စကတ်မြို့တော်ဥမာယက်ရင်မြန်မာအလံတွေဖွေရန်ညရင်သားလူတွေစုဝေးနေခဲ့ကြပါတယ်။အဲ့ဒီရင်မြန်မာပဲစီရေးပြအခမ်းအနားတရက်ပြုလုပ်သွားမှာဖြစ်ပါတယ်။အရင်အယ်ခိုင်ဒါတိုက်ခိုက်ရေးသမားတယောက်ဖြစ်ခဲ့တဲ့လက်ရှိစီးရီးယားသမရအမက်အယ်ရှာရာကိုအမေရိကန်ကလည်းအပြစ်မှတ်ပြုနေပါတယ်။စီးရီးယားထဲမှာအုပ်စုခွဲတွေကြားတိုက်ခိုက်ပဖြတ်တာတွေဆက်ရှိနေပြီး လူနည်းစုတွေအနေနဲ့ကလည်းလက်ရှိအာဏာပိုင်တွေအပေါ်မယုံမကြည်ဆက်ပြီးဖြစ်နေပါတယ်။သမ္မတအာမက်အယ်ရှာရာကတော့တိုင်းပြည်ထူထောင်ရေးအစ်မအတူပူးပေါင်းလုပ်ကိုင်ကြဖို့တိုက်တွန်းနေပါတယ်။ဗြိတိန်နိုင်ငံဟာအတ္တလန္တရေဒါဆိုင်ရာမဟာဗျူဟာစီမံကိန်းအဖြစ်ကိုဖွင့်ချပြလာပါတယ်။ UK နိုင်ငံရဲ့ပမုတ်တရားရေပြင်ရောက်အခြေခံအဆောက်အအုံတွေအပေါ်ရုရှားကချိန်ချောက်လာနေတာကိုပြန်လည်တုံ့ပြန်နိုင်မှုတွေဖြစ်တယ်လို့ဆိုပါတယ်။ ဲ့ဒီစီမံကိန်းကို Atlantic ခန်တိုက်စီမံကိန်းလို့နာမည်ပေးထားပါတယ်အဓိကကတော့ရေအောက်ကေဘယ်ဂျိုးတွေပိုက်လိုင်းတွေကိုအကာအကွယ်ပြုသွားနိုင်မှုဖြစ်ပါတယ်အဲ့ဒီစီမံကိန်းထဲမှာအရင်ကမမြင်မှုသေးတဲ့မျိုးဆက်သစ်ရေပေါ်ရေအောက်လူမဲ့ drone တွေနေရာချဖို့ပါဝင်မှာဖြစ်ပါတယ်ဗြိတိရှားရေပိုင်တဲ့အနည်းထိရုရှားရဲ့တချို့ထောင်နိုင်ရေးသင်္ဘောတွေရောက်လာတာမျိုးတန်မြားဖြစ်ဖွယ်လှုပ်ရှားတာတွေတွေ့လာရတဲ့နောက်ဗြိတိန်နိုင်ငံဘက်ကအခုလိုတံပြန်ဆောင်ရွက်လာတာဖြစ်ပါလေခင်ဗျာ ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြန်မာ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေက လက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ကူရောဒရင်ရော်ရီဘက်ကိုဆက်အောင်ပါတို့ရရှင်များခင်ဗျာ စစ်တပ်ဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်း၁နဲ့နှစ်မှာပါဝင်တဲ့မြို့နယ်ပေါင်း200ကျော်တဲ့ကရက်ကွက်နဲ့ကျေးရွာအုပ်စုပေါင်း3000နီးပါးမှာရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘူးဆိုပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဒီဇင်ဘာ9ရက်နေ့ကစပြီးထုတ်ပြန်ထားပါတယ်။တခါနိုင်ငံပိုင်သတင်းစာကလည်းစစ်တပ်ဆိုသူတို့ဒီအကြောင်းထုတ်ပြန်ပေးနေခဲ့ပါတယ်။ဒါဟာရွေးကောက်ပွဲပေါ်ဘယ်လိုတက်ရောက်နိုင်မှာလဲမသိလာနယ်ပြောပြပေးမှာပါ။ ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲအပိုင်း1နဲ့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့အပိုင်း2မှာပါဝင်တဲ့မြို့နယ်202မြို့နယ်တွေကမြို့ပေါ်ရက်ကွက်162ရက်ကွက်နဲ့ကျေးရွာအုပ်စု2980စုစုပေါင်း2930နေရာမှာရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းရွေးကောက်ပွဲကော်မရှင် UEC ကကြေညာထားပါတယ်။ဒါဟာအဲ့ဒီမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့အခြေအနေမရှိတာကြောင့်လို့ဖော်ပြထားပါတယ်။အဲ့ဒီနေရာတွေဟာအထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဲ့တော်လှန်ရေးအင်အားစုတွေအကောင်းတဲ့နေရာတွေဖြစ်ပါတယ်။ရက်ွက်ကြေးရွာအလုံးပံရွေးကောက်ပွဲမကျင်းပနိုင်တာနဲ့ပတ်သက်လို့ PPP ပါတီကတာဝန်ရှိသူတူရှင်းပြတာကိုအသံအစားထုတ်ဖတ်ထားပါတယ်။ရွေးကောက်ပွဲကတော့မလုံနိုင်တဲ့မြို့နယ်တွေအများကြီးရှိသေးတယ်လို့လုံနိုင်တဲ့နေရာတွေမှာလည်းလုံခြုံရေးစိတ်မချရတဲ့ရက်ွက်ကြေးရွာအုပ်စုတွေမှာမဲပုံးထောင်လို့မရနိုင်ဘူးဆိုတာငကိုကလေးကသိထားပြီးသားမလို့အစမ်းကြေမဟုတ်ဖ ೇನೆ ရွေးကောက်ပွဲပေါ်တက်ရမှုကတော့နိုင်နိုင်ရှုံရှုံပဂရိချင်းတွေကိုပဲလက်ခံရမယ်သဘောရှိတယ်။ မကျင့်ပနိုင်တဲ့ရက်ွက်တဲ့ခြေရွာတွေမှာနေထိုင်သူတွေကတော့မဲပေးခြင်းကိုရောက်တဲ့နေရာမှာရှောက်ရမှာဖြစ်တယ်လို့ဆိုပါတယ်အခုလိုမကျင့်ပနိုင်တဲ့နေရာတွေထုတ်ပြန်ကြေညာခဲ့တာပေါ်လွှတ်တော်ရေးနိုင်ငံရေးစောင့်ကြည့်လေ့လာအခက်ခတ်သူတူပြောတာကမြန်မာနိုင်ငံမှာခြေရွာအုပ်စုပေါင်းက13000ကျော်ရှိရပါတော့ဆိုတော့ဒီထဲမှာခြေရွာအုပ်စု3000နီးပါးမှာရွေးကောက်ပွဲမလုပ်နိုင်ဘူးပြီးတော့နောက်တစ်ခုက PR စနစ်ကိုလည်းကျင့်သုံးမှာဖြစ်တော့တချို့မြို့နယ်တွေမှာရွေးကောက်ပွဲမလုပ်နိုင်ပေမဲ့ဒီအမတ်တွေကတော့လွှတ်တော်တွေကိုရောက်သွားမဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကဘာကို န်တီးမလဲဆိုလို့ရှင်တော့ကိုစားပြုမှုအားနေတဲ့လွှတ်တော်နဲ့ကိုစားပြုမှုအားနေတဲ့နိုင်ငံရေးစနစ်ကိုပဲဖန်တီးလိုက်မယ် ပိုင်းတင်းနဲ့နှစ်မှာရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေကျညာခဲ့သလိုရက်စွဲမကျညာသေးတဲ့အပိုင်းသုံးမှာပါဝင်မဲ့မြို့နယ်တွေတဲကရောဆက်ကျညာနိုင်လားဆိုတာစောင့်ကြည့်ရမှာဖြစ်တယ်လို့ပြောနေကြပါတယ်ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဝင်ပြိုင်မဲ့ပါတီ6ခုကကိုယ်စားလှယ်လောင်း3952ရှိပြီးတိုင်းနယ်ပြည်နယ်တွေကဝင်ပြိုင်မဲ့52ပါတီကကိုယ်စားလှယ်လောင်း966ဦးတတိပုဂ္ဂလ96ဦးနဲ့စုစုပေါင်း923ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ် တော်လရင်တက်တွေကတော့စစ်တက်ကျင်းပမဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ထားကြသလိုသူတို့စိုးမိုးထားတဲ့နေမြေတွေမှာရွေးကောက်ပွဲလာလုပ်ခဲ့ရင်လဲထိတွေ့တိုက်ပွဲတွေပဲဖြစ်လာနိုင်တယ်လို့ပြောထားကြပါတယ်ရှင်ဒီချိန်မှာပဲမြို့သားညညရေးဆိုရ NUG နဲ့တော်လိုင်းအဖွဲ့တွေထိမ့်ချုပ်ထားတဲ့ဒေသတွေမှာရွှေလုတ်ကွက်တွေနဲ့တန်ရစတာတူးဖော်ရနေရတွေကိုစစ်တကလေကြောင်းတက်ခတ်တာတွေဒီအပိုင်းခက်ဆစ်ဆိတ်လုဆောင်နေပါတယ်။အဲ့ဒီအခြေအနေတွေအကြောင်းကိုတော့ကိုသူရစူးစီးပြောပြထားပါတယ်။ ။စကိုင်းတိုင်းအထက်ပိုင်းဗမောက်မြို့နယ်မှာရှိတဲ့အန်ယူဂျီလက်အောက်ကတုံးမြေဆုံရွှေမော်နေရာကိုတိုက်ပွဲမရှိဘဲမနေ့မိုးလယ်ပိုင်းမှာစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဗမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းအဲ့ဒီတိုက်ခိုက်ခံရမှုကြောင့်တယောက်တေဆုံးပြီး၅ယောက်ခန့်ဒဏ်ရာရခဲ့တယ်လို့လူမှုကွန်ရက်ကနေဖော်ပြထားပါတယ်။ဗမောက်မြို့နယ်မိုင်၃၀ခန့်ဝေးတဲ့အဲ့ဒီနေရာကိုအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကထိန်းချုပ်ထားပြီး ရွှေမော်လောက်ကင်သူတွေကအန်ယူဂျီကိုအခွန်ပေးပြီး လောက်ကင်နေကြတာလို့ဒေသခံတွေကပြောပါတယ်။အန်ယူဂျီဘက်ကအခွန်တွေရနေတာကြောင့်စစ်တပ်ကလာတိုက်တာ ဖြစ်နိုင်တယ်လို့ဗမောက်ဒေသခံတူကပြောပါတယ်။သုံးမျိုးစုံတတ်ထုတွင်လောက်ကွက်ဆိုပြီးတော့အဲ့လိုအဲ့လိုမျိုးမော်နာမယ်ပေါ့ဗျာအဲ့လိုပုံစံမျိုးပေါ့။ဗမောက်နဲ့လည်းဝေးတယ်ဟိုပေါ့အန်ဂျီကအခွန်ခါတွေရပြီးတော့ဒါသူတို့တိုက်နေတယ်လို့များအဲ့ဒီကအခွန်ခါနဲ့ပဲတိုက်နေတယ်လို့များထင်တယ်လားတော့အဲ့လိုပုံစံမျိုးနဲ့ထင်တာပေါ့လေ။ပိတ်ထားတာဗျာဒီအန်ဂျီကကိုပိတ်ထားတာ။ တထုတ်ခွင့်ကိုပိတ်တယ်အဲဒီတစ္ဆက်ရင်ဖမ်းမယ်ဒီနောင်ကာလဒီတော်လိုင်းပြီးမှပဲဆောက်ဖို့ရဆိုပြီးတော့မှတထုတ်လို့ခွင့်ကိုပိတ်တယ်ဆိုပြီးတော့အဲ့လိုငြိတရုတ်တရားစာတာဌာနကနေပြီးတော့မှလို့ပိတ်ထားတာဗမောက်မြို့နယ်တဲကသုံးမြေဆုံရွှေမော်ပြင်ဒီအပိုင်းမှာတင်ကတာမြို့နယ်နမ့်ဆန်ရွာစာတင်ကျောင်းနဲ့ဖားကန့်မြို့နယ်မော်စီစာကြီးရွာအုပ်စုတဲကမလောင်ကြီးရွာလေး လေကြောင်းနဲ့ဘုံကျဲခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမြေပြင်မှာတော့ဗမောက်မြို့နယ်ထဲမှာတိုက်ပွဲမရှိပေမဲ့ဗမောက်ကိုပြန်ရဖို့စစ်တပ်နဲ့ရှမ်းနီတပ် SN တို့စစ်ကြောင်းထိုးတာနဲ့စစ်ကူပို့တာတွေတော့ဇက်တိုက်လုပ်နေတယ်လို့ဆိုပါတယ်။စုမိုးထားတဲ့နေရာကိုဥတည်ပြီးလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်လာနေတာကြောင့် သတိထားဆောင်ရွက်နေရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ယုံ ပြောခွင့်ရသူဦးနေဖုံးကပြောပါတယ်အဓိကတော့ဒီ support ထိုင်းချောက်နယ်မြေတွေမှာရှိတဲ့ဒီပြည်သူတွေပေါ့နော်ဆုဝဲနေတဲ့နေရာမျိုးတွေကိုအဓိကဦးတည်ပြီးတော့ကျွန်တော်တို့လောက်ကန်ဆောင်ရလာလဲတွေ့ရတယ်အဲ့အဲ့ဒါကြီးအပြင်ပေါ့နော်ခုနက အာစီပွားရေးအရာလောက်ကန်ဆောင်ရနိုင်မဲ့နေရာတွေပေါ့နော်ဒီနေရာတွေကိုလည်းပဲအခုတည်ပြီးတော့လေချောင်းတိုက်ခိုက်မှုတွေလှုပ်လာတာတွေလည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဗျဒီလိုလူလူအနေနဲ့ဒီလေချောင်းဆရာတတိပေးမှုအကိစ္စတွေပေါ့နော်ဒါတွေကိုလည်းဆက်စပ်မပြတ်ဆောင်ရနေတာရှိတယ်ဒီလေရင်လာတဲ့ကိစ္စတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်မှုလည်းကျွန်တော်တို့အစီအစဉ်ဆောင်ရနေတာရှိပါတယ်ဗျ ပြီးခဲ့တဲ့နိုဝင်ဘာ25ရက်နေ့ကလည်းစကိုင်းတိုင်းမင်းကင်းမြို့နယ်မြောက်ချွန်းရွာကရွှေမျိုးလုတ်ကွက်ကိုစစ်တပ်ကလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါ့အပြင်နိုဝင်ဘာ22ရက်နေ့မှာလည်းချင်းတွင်းမြို့ရိုးအောက်ဘက်ကလောင်းပြည့်ရွာမှာရှိတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့ရွှေမျိုးလုတ်ကွက်တွေကိုစစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျာ။ပြပပုတ်ကုံအဓိကဖြစ်နေတဲ့ပဲနှံအမျိုးစားတွေဟာအခုကာလတွေအတွင်းမှာဈေးထိုးကျနေပါလေ။လေပတ်ကားလို့ခေါ်တဲ့ကုန်ပစ္စည်းမပါဘဲအယောင်းဝယ်လုပ်နေသူတွေကြောင့်အခုလိုဖြစ်နေတာလို့ပဲနှံအပိုင်းဝိုင်းကပြောပါလေ။မတ္တရာသတင်းပေးပို့ထားပါလေ။ တရုတ်နဲ့အိန္ဒိယကိုအဓိကတင်ဖို့ပေးနေရတဲ့ပေရော၊နှံရော၊လက်ရှိစောင်းတိနဲ့ထွက်ပေါ်ချိန်မှာဈေးကျနေတာကြောင့်အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ပဲနန်းဆိုင်တောင်သူတွေကပြောပါတယ်။အဓိကကတော့လေပတ်ကားလို့ခေါ်တဲ့ကွန်ပျူစီမပါပဲဈေးဖွင့်ပြီးအယောင်းဝယ်လုပ်နေသူတွေကြောင်းလို့ဆိုပါတယ်။ဒါကြောင့်မြေပဲစံတည်င်းကိုမနစ်ကထဲ7000ခန့်ထိုးကျသွားတယ်လို့နှံ့နဲ့တည်င်းကိုလည်း7000ဝန်းကျင်ထိထိုးကျသွားတယ်လို့ပဲနန်းဆိုင်ပြောထုတ်လို့သူတွေကပြောပါတယ်။ မြေပဲနှံပဲဒီစိမ့်တွေကိုတရုတ်နိုင်ငံဘက်နှစ်စင်တန်ပေါင်းတောင်းချီပေးပို့ရတယ်လို့မပဲကလေးပဲပန်းစီကုံဆော့တာတွေကိုလည်းအိန္ဒိယစီကိုနှစ်စင်တန်ချင်ပေါင်း9သိန်းကနေ10သိန်းဝန်းကျင်အထိပို့ရတယ်လို့ပဲနှံကုန်စည်တိုင်းတွေကသိရပါဗါးနှစ်စင် export ရှိတဲ့ပဲအမျိုးအစားတွေဟာဒီနှစ်မှာယာဆိုင်တောင်သူတွေအတွက်စိုက်စီတောင်ပြန်မရတာတွေ့ကြုံရတယ်လို့မကွေးတိုင်းကပဲနှံစိုက်ပျိုးထုတ်လုပ်သူတွေကပြောပါဗါး အကြစည်းနဲ့ပဲရောက်နေရလို့အတော်လေးရှုံးတယ်လို့ပဲဆိုင်တောင်သူတဦးကပြောပါတယ်။အာဖြစ်လို့လေဆိုလို့စီလက်တော့ချင်းနေရကျွန်တော်တို့ငွေကြီးသေးခက်လဲသူတို့အခြေခံနဲ့ပြောတယ်။သွားရေးလာရင်အခက်ခဲလေးတွေကိုသူကစုံအနေနဲ့ပြောတယ်ရောအဲကြောင့်ဈေးကွက်အနေနဲ့တော့ဟိုထုတ်လို့ရောင်းချတဲ့လူတွေအတွက်တက်ချီတော့မကိုက်ချက်တည်းအဲတောင်သူတွေမကိုက်ဘူးဈေးကွက်ကလည်းပနေကတော့မရဘူး။ဟုတ်တယ်ရှုံးပေါ်ဒီတိုင်းဒီတိုင်းနာသွားရင်တောင်သူတွေရအောင်ရမှာမဟုတ်ဘူး။ ပြီးခဲ့တဲ့လပိုင်းကစပြီးအိန္ဒိယကိုပို့နေရတဲ့မပဲစည်းကလည်း၃နှင်းဝင်တဲ့အိတ်ကိုကျက်၃သိန်းကျော်ရှိရကနေ၂သိန်း၄၀၀ကျော်ဒီဈေးကျသွားပါတယ်။ဒါကြောင့်လီပကာစီနဲ့အယောင်းဝယ်လုံးဝမပြုတ်လို့ဖို့မြန်မာနိုင်ငံပဲမျိုးစုံပြောင်းနေနှမ်းကုန်တယ်များအသင်းကနေထုတ်ပြန်ထားပါတယ်။ဈေးကိုချရောင်းပြီးဈေးကွက်ဖန်တီးနေတာတွေရှိနေတယ်လို့ ပဲနှန်းကွန်စီတိုင်းအသင်းဝင်ကုန်တဲ့တူပြောတာကအဓိကကမပဲပေါ့နော်။တနေ့ပဲတဲ့မပဲကိုလေးရောင်းတာပေါ့နော်။လေးနဲ့ရောင်းရင်ရောင်းရင်လာကုန်လို့ရှင်။ဈေးပြမဲ့ချိန်ကရင်ဈေးကြီးလျှော့ရောင်း။လက်ပဲတဲ့ဈေးလျှော့ရောင်းပေါ့နော်။အဲ့ဒီကနေပြီးတော့မပဲလေးကကျတာပေါ့။ကျစင်တာနဲ့ပူကျတဲ့ပုံပေါ့။နောက်ပြီးတော့ငယ်ကနေပြီးတော့ကျန်ုံမှပို့ထားတဲ့အပဲတွေများတယ်ပေါ့။ငယ်မှသိမ့်ထားကြဘူး။အပဲတွေများတဲ့ပုံမှာဈေးကို ဆက်ဆက်ရောက်ပြီးတော့ဈေးဝယ်ကိုဖန်ပြကြပါဦးနော်အားကြောင့်အခုလိုပဲဈေးွက်အတွင်းဈေးအတက်အကျကျန်းလာကြအယောင်းဝယ်ပိုင်းမှာတိမ်တောင်းချီပြီးလင်းလယ်မှုတွေလည်းရှိလာတယ်လို့ပဲနှန်းကုန်တွေကပြောပါတယ် တော်ရရှင်များခင်ဗျာဒီညတွေ့ BBC မြန်မာပိုင်းရေဒီယိုအစီအစဉ်ဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲရနောက်ဝင်ပြပါအခုကြားခဲ့ရတဲ့သတင်းတွေနဲ့အတူနောက်ဆုံးရသတင်းတွေတုံးသက်ချက်တွေရုပ်သံစီစဉ်တွေကို www.bbc.com မှာလည်းအချိန်နဲ့တပြင်းညီတင်ဆက်ထားပါတယ် BBC ကိုအားပေးကြလို့ကျေးဇူးအထူးတင်ပါတယ်တော်ရရှင်အားလုံးကိုစိတ်နှစ်ပါးကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။